ကလပ်ကဘာဖလားပွဲစဉ်တွေစကြတဲ့ကနေ့တိုင်းသုံးသက်ရွေးချယ်မှုတွေညီကိုတို့အတွက်လှုပ်ပေးခဲ့ပါတယ်ညီကိုပြိသက်တွေအတွက်အကျိုးမြတ်ရှိစေတဲ့ရွေးချယ်မှုတွေဖြစ်ဖို့အတွက်ဘာမဂိတ်ဝိုင်းတော်သားတွေကအကောင်းဆုံးစ조사ခဲ့ကြပါတယ်အဲ့လိုရွေးချယ်ခဲ့ရမှာ85ရာခိုင်နှုန်းလောက်မှန်ခဲ့တယ်ဆိုရင်ညီကိုတို့အံ့ဩသွားမယ်ထင်ပါတယ်ဘလို့မှန်ခဲ့လဲဆိုတာကိုတော့ဆက်ပြီးတော့ကြည့်ရှုပေးပါဦးပထမဆုံးနေ့ကစပြီးရှယ်မြောင်နေ့အထိရွေးချယ်မှု6ချိန်မှာ6ချိန်မှန်ခဲ့ပြီး3ချိန်တော့လွဲခဲ့ပါတယ် ဒါကြောင့်ဘာမကရဲ့ရှေ့ရတာရွေးချယ်မှုမှာ85ရာခိုင်နှုန်းမှန်ခဲ့တယ်လို့ဆိုတာပါကလပ်ကဘာဖလာပထမဆုံးနေ့မှာအက်တလက်တစ်ကို PSG ပွဲမှာတော့ဂိုးရီအများကြီးမြင်ရမယ်လို့သုံးသပ်ပြီးတဲ့နောက်မှာ PSG က၄ဂိုးကိုမရှိနဲ့နိုင်ခဲ့တာပါဒုတိယနေ့မှာ Fluminis နဲ့ Dortmund တို့ပွဲကိုဂိုးရီများမယ်လို့သုံးသပ်ပြီးတဲ့နောက်မှာတော့ဂိုးမရှိတရည်နဲ့ပွဲပြီးခဲ့ပါတယ်တတိယနေ့မှာရွေးချယ်ခဲ့တဲ့ Man City နဲ့ Wydad Casablanca ပွဲမှာတော့ Man City ကိုရွေးခဲ့ပြီးနောက် Man City နိုင်ခဲ့ပါတယ် ်စတုထနေ့မှာတော့ LH လည်းနဲ့ Real Madrid ကိုဂိုးများမယ်လို့တုံ့တက်ပြီးတဲ့နောက်မှာတကိုးစီတရည်နဲ့ပွဲပြီးခဲ့ပါတယ်။ငိုင်းမြောင်းနေ့မှာတော့ Porto နဲ့ Inter Miami ပွဲမှာဂိုးများမယ်လို့တုံ့တက်ရွေးချယ်ခဲ့ပြီးတဲ့နောက် Inter Miami ကနှစ်ဂိုးတကိုးနဲ့အနိုင်ရခဲ့ပါတယ်။၆ရက်မြောင်းနေ့မှာ Flamengo နဲ့ Chelsea ပွဲကို twin goal တွေမများနိုင်ဘူးလို့တုံ့တက်ပြီးတဲ့နောက်မှာတော့ Nicolas Jackson ရဲ့မိုက်မဲတဲ့အပြုတ်မှုကြောင့်အပြတ်ခံရတဲ့အနီကက်ကြောင့်မလို့ပွဲကပြောင်းပြန်လန့်သွားပြီးတော့ Flamengo က3ဂိုးတကိုးနဲ့နိုင်ခဲ့ပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာတော့ River Plate နဲ့ Monterrey ပွဲစဉ်ကိုသွင်းကိုတွေနဲနိုင်တယ်လို့သုံးသပ်ရွေးချယ်ခဲ့ပြီးတဲ့နောက်မှာဂိုးမရှိတည်ရည်နဲ့ပွဲပြီးခဲ့ပါတယ်။ရှင်းရမြောက်နေ့မှာတော့ Pachuca နဲ့ Real Madrid ပွဲမှာဂိုးတွေအများကြီးမြင်ရမယ်။ဆဘနဲ့အဟီလီပွဲမှာအဟီလီမရှုံးနိုင်ဘူးလို့သုံးသပ်ခဲ့ပြီးတဲ့နောက်မှာတော့ရီယယ်မက်ဒရစ်က3ဂိုး2ဂိုးနဲ့နိုင်ခဲ့ပြီးအဟီလီကဂိုးမရှိသေးရင်နဲ့ပြီးဆုံးခဲ့ပါတယ်။ညီကိုတို့အတွက်ဘာမာဂိတ်အနေနဲ့ပိုကောင်းတဲ့သုံးသပ်ရွေးချယ်မှုတွေလုပ်နိုင်အောင်စက်ကြိုးစားသွားမှာဖြစ်တယ်လို့ ောက်ဆုံးရသတင်းတွေကိုလည်းအချိန်နဲ့တပြေးညီကျွန်တော်တို့ Barmaget ရဲ့ page တွေမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ညီကိုတို့ကလည်းဆက်ပြီးတော့ကျွန်တော်တို့ Barmaget ရဲ့ video တွေကိုစောင့်ကြည့်ကြပါဦး။ဒီ video လေးကိုလည်းအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။